ကိုယ့်ရဲ့ senior တွေအကုန်လုံးထဲမှာတော့ဟိုသဘောကျတဲ့အနေတစားပေါ်သဘောကျတယ်ပြီးတော့ intro တွေပေါ်သဘောကျတယ်ပေါ့နော် fashion တွေကလည်းမိုက်စားတွေပဲခုတိအဲ့ဒီ fashion မျိုးတွေပဲဟိုဝင့်နေကြတာလေတွေ့ရတာလေနော်ကြိုပြီးတော့ time traveler လို့ပြောရမှာဒီခေတ်ကြီးကိုလုံးဝအဲ့ဒီ fashion တွေကလုံးဝမရိုးသွားဘူးအဲ့လိုမျိုးအဲ့လိုမျိုးဟုတ် style ပေါ့ဒီခိုင်းရ style အရန်မိုက်တယ်အရန်မိမိုက်တယ်ပြီးတော့ confidence အပြည့်ရှိတယ်အဲအဲ့ဒါလေးကို သဘောကျပါတယ်ဟုတ်အစိုးပိုင်းနဲ့ထူးထူးနေဟုတ်ဟုတ်တယ်ရန်ထူးထူးနေဒါတော့ဟို professional ဖြစ်ပြီးသားဆိုတော့ your judge လုပ်လို့တော့မရဘူးပေါ့เนาะဒါအရင်မိုက်တယ်ဟုတ်ရွေးပထမ first plan က melody wall ကနေထွက်တဲ့ဆိုတော့ဖြစ်ချင်တာပေါ့เนาะအဲ့ဒါတော့ first plan plan A ပေါ့ plan A မှာရွေးပြိုင်တယ်ပြိုင်တော့ level 3မှာပဲပြုတ်ပြုတ်ပြီးတော့ ပြန်ခဲ့တဲ့ခါကျတော့ plan B စဉ်းစားလိုက်တာ underground ကိုရောက်သွားတာပဲအေးတချင်းနေရလေဟိုဘယ်လိုပြောရမလဲဟိုခစ်ကိုဒီတိဒီခစ်တီကိုမှီနေတာဗောနော်အရန် upgrade ဖြစ်နေတာဗောနော်ပြီးတော့ဒါဟိုတချင်းတစ်ခုဖြစ်ဖို့ဆိုတာလေတီးရီတွေရောတိတ်ဆိုးတွေရောအတီးတွေရောမင်းစင်တွေရောအကုန်လုံး music video အရန် perfect ဖြစ်နေတဲ့ဟာမှာ ိုးရောရိုက်ထားတဲ့ဟာဆိုပေမဲ့ဒီခစ်ထီကို trump ဖြစ်နေတာပေါ့နော်အဲ့တော့ဟိုကိုလည်းပဲအဲ့ဒီဟာလေးကိုတအားလဲကြိုက်တယ်အရင်ကတည်းကလည်းစိုးခြင်းနဲ့ဆိုတဲ့စိတ်ကလေးကလည်းအရင်ကတည်းကလည်းတိတ်ထားတာပေါ့နော်ချိန်ဝါထားကိုကတော့တိတ်တိတ်လေးပဲဒါကြိတ်ပြီးတော့စီစဉ်နေတဲ့အရာလေးပေါ့နော်အဲအဲ့တော့ဒီချင်းလေးကိုအားကြောင့်ပြန်ဆိုပြတာပါဟုတ်အဲအကုန်လုံးအဆိုတွေမှာတော့ကိုယ့်ရဲ့ senior တွေအကုန်လုံးထဲမှာတော့ဟိုသဘောကျတဲ့ အနေတစားမောသဘောကျတယ်ပြီးတော့နေချွန်းရောဘောသဘောကျတယ်ပေါ့နော်အဲကျန်တဲ့သူတွေလည်းသဘောကျတယ်ဒါပေမဲ့အဲ့ဒီတချင်းနေမှာတချင်းအပုတ်တိုင်းမှာလေဟိုအကောင်းဆုံးဆိုတဲ့ဟာတွေပေါ့နော်အကောင်းဆုံးဆိုတာလူလူတွေရဲ့ပါဇက်တဲ့နားထဲမှာအကုန်လုံးဆွဲပြီးတော့ဆိုလို့ရမယ်ဆိုတဲ့တချင်းတွေကတိခိုက်တချင်းတွေကအများကြီးလေအဲ့တော့ကိုရင်ငငယ်တဲ့ကလည်းဒီတချင်းတွေနဲ့ပဲကြီးပြင်းခဲ့ရတာဆိုတော့ အဲ့အဲ့ပို့ပြီးတော့ကြိုက်တာပါ fashion တွေကလည်းမိုက်စားတွေပဲခုတည်းအဲ့ဒီ fashion မျိုးတွေပဲဟိုဝင်နေကြတာလေတွေ့ရတာလေနော်ကြိုပြီးတော့ time traveler လို့ပြောရမှာဒီခေတ်ကြီးကိုလုံးဝအဲ့ဒီ fashion တွေကလုံးဝမရိုးသွားဘူးအဲ့လိုမျိုးအဲ့လိုမျိုးဟုတ် style ပေါ့ဒီခိုင်းရ style အရမ်းမိုက်တယ်အရမ်းမိမိုက်တယ်ပြီးတော့ confident အပြည့်ရှိတယ်အဲ့အဲ့ဒါလေးကိုသဘောကျပါတယ်ဟုတ်အစိုးပိုင်းနဲ့ထူးထူးမျိုးဟုတ်ဟုတ်တယ်ရန်ထူးထူးနေဟုတ်လေးတာမိမိတွေ ဒါကတော့ဟို professional ဖြစ်ပြီးသားဆိုတော့ you judge လုပ်လို့တော့မရဘူးပေါ့နော်ဒါအရန်မိုက်တယ်ဟုတ်ရဲပထမ first plan က melody wall ကနေထွက်တဲ့ဆိုတော့ဖြစ်ချင်တာပေါ့เนาะအဲ့ဒါတော့ first plan plan A ပေါ့ plan A မှာရွေးပြိုင်နေပြိုင်တော့ level 3မှာပဲပြုတ်ပြုတ်ပြီးတော့ကြံခဲ့တဲ့ခါကျတော့ plan B စဉ်းစားလိုက်တဲ့ underground ကိုရောက်သွားတာပဲ အဲ့လိုမျိုးပေါ့နော်အဲ့ဒီတော့လေပြိုင်နေဒီခိုင်းတခြင်းနေတပြားဟောင်းတစ်ချက်တို့မိုးလေးဖွဲတော့တို့အဲ့တခြင်းနေလည်းပြိုင်ဘူးတယ်ပေါ့နော်အဲ့တော့ဟိုပလန်ဘီကကြတော့ underground ကိုဝင်တယ် rapine နဲ့ဆိုဖြစ်တယ်ဒီလိုပဲဒီဘက်ကိုရောက်လာတာပေါ့ဟုတ် level 3နဲ့ပြုတ်တာ level 3စေမောရောက်တာနဲ့ဒူးတွေတုံတာလေကြောက်တာအဲ့လိုမျိုးဟိုမီးတွေကလည်းအရန်ပူတယ်အဲ့ဒီတော့ကလည်းသူက ဘလို့လဲဆိုတော့ပြန်ဝဲစီမစီကန်နေရှိတယ်သမင်ကိုအနီရောင်နေမစိုးရဘူးအနက်ပဲဆိုတော့အဲ့ဒီတော့ကရွေးအနီရောင်ကိုလုံးဝအဖြူရောင်ထိချွတ်ထားတဲ့ဟာချွတ်ထားတော့ဘလို့ဖြစ်လဲဆိုတော့ဆေးမှုတ်တဲ့ဟာနဲ့ဆေးမှုတ်တဲ့အရင်တော့ဆိုရင်ဟိုဟာအခု make up artist ပဲ mindset ကရင်တော့ဆိုင်ဖွင့်တယ် make up ကိုလုပ်တာဆိုတော့သူတို့စီမှာအမြဲတမ်းသွားပြစ်တယ်သူတို့အမြဲတမ်းပြစ်ပေးတာပေါ့သမင်တွေရောအဲ့တော့သမင်တွေကိုအမဲဆေးတွေမှုတ်ပြီးတော့သမင်ကိုကြစ်ပေးလိုက်တယ် โอเคစင်မမမိရလည်းအရန်ထိုးတဲ့ခါကျတော့အဲ့အမဲတွေကဒီလိုတွေစီးကြအမဲတွေအမဲတွေအများကြီးပဲအဲ့ဒါတော့အမှတ်တရပဲဘဝမှာအာငါဘယ်တော့ဘယ်တော့မှစေးမမှုတ်တော့ဘူးသဘင်မဲအောင်စေးပြတ်မမှုတ်တော့ဘူးဆိုပြီးတော့သုံးပြချက်ချလောက်ရတဲ့အထီကိုဖြစ်သွားပြန်အဓိကတော့ကိုကအရင်ကတည်းကအခုရော professional မဟုတ်ဘူးလေဒီကတော့အနုပညာဝန်ဆောင်ကိုတထောင်တနေရနေဖြစ်နေတယ်ကိုဝါသနာပါတဲ့အလုပ်လေးကိုလုပ်နေရဖြစ်တဲ့အတွက် စင်ပေါ်ရောက်လာနေအဲ့လိုဟိုဘယ်လိုပြောရမလဲနည်းနည်းအရင်တော့ပြိုင်ပွဲတွေမှာဆိုဒူးတုံတယ်ကြောက်တယ်ရေစားတယ်လို့လို့ဖြစ်တယ်အဲ့လိုအသံက၆၆ကက်ကက်ကြီးနေဘယ်လိုဖြစ်သွားလဲမသိဘူးအဲ့လိုမျိုးတွေပိုအဲ့ဒီနေ့မှာမှရေခဲရေတို့အစီများတဲ့ဟာတို့ရှောင်လိုက်ပိုဆိုးတယ်အဲ့တော့နောက်ပိုင်းကျတော့မရှောင်တော့စားရတယ်ဆိုတဲ့လိုပဲဟိုပါပဲထားတော့တာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ရွေကစေတန်းပြီးတဲ့ချိန်မှာကိုကြီးကကျတော့ကိုထက်နေကြီးတို့နဲ့တတ်တုတ်တဲ့ Melody War 2000မှာ ပေါ့နော်။တော့သူကဟိုခန့်ရှူဝါတို့နဲ့မခန့်ရှူဝါတို့နဲ့အတူတူပါတာဆိုတော့အခွေထဲမှာပါတာဆိုတော့အော် तू ကဆိုလိုဖြစ်သွားပြီဆိုတော့ငါလည်းအဲ့လိုသူ့လိုမျိုးဖြစ်ချင်လိုက်တာ။အခုရွယ်တို့ချင်းနေဆိုရင်ဟာမိုနီတွေဆိုရဲဘယ်လိုင်းလေးတွေမှာဘယ်လိုဆိုရမလဲခိုးပြီးဆိုရမလဲခိုးစံလေးတွေဘယ်လိုလုပ်ရမလဲထုတ်ရမလဲဆိုရဲဟာတွေပေါ့နော်အကုန်လုံးကရွက်ကိုအရင်ကပဲတင်တင်ပေးတာပေါ့နော်အဲ့ဒါကြီးကြောင့်ပဲရွက်အခုတချင်းတစ်ခုသွားသွင်းမယ်ဆိုလို့ရှင်ဟာမိုနီငှားစရာမလိုတော့ဘူး တခုခုလေးဆိုရင် fail လိုက်မယ် unison ဆုံးမယ်ဆိုလဲကိုယ့်ကကိုယ်ပဲလုတ်ဖြစ်တော်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ကျေးဇူးတွေလည်းအများကြီးပါတယ်။သူကလည်းအရင်ဆုံးတချင်းအဆိုတော်ဖြစ်သွားပြီဆိုတော့ငါလည်း melody ဘောကအဆိုတော်ဖြစ်ကိုဖြစ်ရမယ်ကွာဆိုပြီးတော့ပြိုင်တာပဲနှစ်ခေါက်လားမသိဘူးနှစ်နှစ်ခေါက်လားမသိဘူးပြိုင်တယ်။ပြိုင်တော့ level 3မှာပဲပြုတ်သွားတော့ကိုလည်းအမတန်တော့ man shot လိုက်တော့။ melody တွေမထွေးနေနေရမြန်မာလုံးလုံး you don't know ။ဒီကကိုကတော့ တေးရေးတိတ်ဆိုကောင်းစော်ပါအရင်တော့တော့တချင်းနေဆိုရဲကိုကတော့တေးရေးရပေါ့နော်ဟိုဆိုခန့်ရဲ့ချစ်နေပြီတချင်းတို့ချစ်တဲ့အကြောင်းတို့တချင်းကိုရေးထားတဲ့တေးရေးပါဟုတ်ရှိတယ်ဆိုပေမဲ့ကိုကကြိုက်လိုက်တိုင်းသူကရောင်းပြီးသွားပြီအဲ့လိုမျိုးပြီးကြတော့ကိုကိုရေးပြရကြတော့တကယ် rock နေ rock live ဆိုတော့သူရေးပြတဲ့တချင်းကစာသားကိုနည်းနည်းရွတ်ပြမယ်နော်ဂျင်းပေါင်းမီတစ်ဖက်တစ်ဖက်ပြဲနေတယ်စပင်ကိုမညီမညာအလဲခွဲခွဲတယ်ဆိုတော့အဲ့ဒီမှာကိုစဉ်းစားလိုက်တယ်မျိုးစစ်ဗီဒီယိုမှာငါဂျင်းပေါင်းမီဘာလို့တစ်ဖက်ပြဲရမှာတော့ဘော မဟုတ်နေအဲ့ဒါလုံးဝ alternative rock တဲ့ဆိုတော့သူလည်းသူကြီးအဆင်မပြေဘူးပြင်းထွက်တာနေရပဲဒါပေမဲ့အဲ့ဒီဥစ္စာကိုလည်း music video ဘယ်တော့မှမဖန်တီးဘူးဒါကတော့ရွယ်အလွမ်းနဲ့တန်းချင်းဆိုတဲ့အခွေလေးထွက်ဖူးတယ်ပထမဆုံးနံပါတ်1မှာပါတယ်ပေါ့နော်ငယ်တန်းသိကျင်တော့အဲ့ဂျလေဘီဆိုတဲ့သချင်းလေးအဲ့ဒါလေးကတော့သူရေးပေးဘူးတာတပုတ်ရှိဘူးတယ်ပေါ့အဲ့နောက်ပိုင်းကလေးကရပြီကိုကြီးလို့ရပြီလို့ငါတခြားငါငါပဲမတောက်တစ်ခေါက်လေးရေးပြီးပဲဆိုတော့မယ်ဆိုပြီးသူ့ကိုပြောလိုက်တာ ဘာဖြစ်လို့လဲဆိုတော့သူဟိုရွယ်ကို तू ကအရင်ကတည်းကရွယ်တော့ငငယ်တော့ကလေဟိုမွန်မွန်ရောက်ကတခြင်းထိုင်နားထောင်ပြီး VCD ခစ်တွေကတခြင်းထိုင်နားထောင်ပြီးဆိုရင်ဟိုဟို rock တွေပေါ့နော်ဟိုဦးလေးဖြူတို့ဦးငယ်တို့မျိုးကြီးတို့အဲ့ဒီအခွေလေးတွေကို तू အမြဲတမ်း CD ဝယ်ဝယ်ပြီးတော့မနက်ကနေညနေထိဖွင့်တာအမြဲတမ်းတခွေ rap rap လုပ်ပြီးဖွင့်တာတော့အမြဲတမ်းက तू က rock mood ရနေရပါတော့ သူညီမကိုလည်းအဲ့လိုဖြစ်စေချင်တယ်ထင်ပါတယ်ကိုကကြတော့အတန်းအေးအေးချူချူလေးဖြစ်နေရခါကြတော့မလိုက်ဖက်နိုင်ဘူးလေနော်ရေးပြတဲ့သချင်းကိုပဲတစ်ချက်နောက်မှတင်ပေးမယ်အခွေထဲမှာပါတယ်အဲ့ဒီဥစားကလည်း music video မရိုက်လိုက်ရအောင်ပေါ့ဟုတ်ကိုဘလိုဖြစ်နေပြီလဲဆိုတော့ကိုကိုကိုသွားတိနေပြီအဲအကြောင်းမလို့လေဟုတ်ကိုကိုကဥစားတာ အဲရှိတယ်အဲ့ဒါရှိတာလည်းပဲသူများကိုရောင်းပြီးွားပြီဆိုတော့အဆင်မပြေတော့ပထမကတော့ပြောတော့ကပေါ့နော်ရွေးရောင်းမနဲ့ဖန်တီးမဲ့ပေါ့တချင်းလေးတစ်ပုတ်တော့တီလဲတီပြီးွားပြီပြီးလဲပြီးတော့မှသူများကအဆိုးတော့ထွက်လာပြီဆိုမဟဲ့အဲ့ဒါနေရောင်းပြီးွားပြီလားဆိုအေးရောင်းပြီးလိုက်ပြီးရောင်းတာကြာပြီတဲ့သူမဆိုးဘူးထင်လို့နင်တို့ပေးစုံမလို့တဲ့ဒါပေမဲ့ तू ကခုမှပြန်ထွက်သွားတယ်ဆိုတော့အော်အေးအဲ့ဒါဆိုလဲတော့ရောပေါ့အဲ့ဒါဖြစ်တာအပေါ်ခံနေချင်ကိုရယ်ဝေမဲ့ အဲ့လိုတော့မရှိပါဘူးသူဆရာညားတိုက်ဖို့ပဲရှိရတယ်လာမဲ့လောလောဆယ်ကလည်း तू ကလည်းဟိုဗာလဲကလေးထိန်နေရတာဆိုတော့အဲချင်းရေးဖို့ပဲတိတ်မလဲနိုင်သေးလို့ဟုတ်အဲ့တော့မောင်လမ်းမြောက်ခရီးထိုင်ချင်းနေရတာလောလောကိနေရအဲ့ဒါတော့လောလောအကုန်မကြောက်အောင်မကြောက်အောင်မဟုတ်